ဘာကြောင့်မြောက်ကိုရီးယားမှာအာဏာမသိမ်းခံရတာလဲမင်္ဂလာပါခင်ဗျာဘာမဆက်များကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟဲဒီနေ့တင်ဆက်မှုမှာတော့ကျွန်တော်တို့တွေထူးထူးဆန်းဆန်းထော့ပေလေးတစ်ခုအကြောင်းစကားသမီးပြောကြည့်လိုက်ရအောင်ဟုတ်ပါတယ်ဘာကြောင့်မြောက်ကိုရီးယားမှာအာဏာမသိမ်းခံရတဲ့ဟာအာဏာရှင်နိုင်ငံမှာအာဏာသိမ်းမှုအကြောင်းပြောနေသလားဆိုပြီးတော့အုံစားသွားလောက်မယ်ထင်တယ်ဟုတ်ပါတယ်ဒါပေမဲ့လည်းအာဏာရှင်နိုင်ငံမှာအာဏာတသိမ်းတဲ့ကိစ္စတွေကရှေ့မှာတာရကတွေအများကြီးရှိခဲ့ပူပါတယ်ဒါဆိုဘာလို့များမြောက်ကိုရီးယားလိုနိုင်ငံမှာမဖြစ်ရတဲ့လဲကျွန်တော်တို့ရဲ့အကြောင်းရင်းတွေကိုတစားစီဆွဲထုတ်ဆွဲနှုတ်ကြည့်ကြရအောင် ဒီမိုကရက်တစ်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံတော်လို့အမည်ရတဲ့မြောက်ကိုရီးယားဟာနာမည်နဲ့မလိုက်ဖက်စွာပဲကမ္ဘာပေါ်မှာတတိပုဂ္ဂလအဆန်ဆုံးနိုင်ငံအာနာရှင်စနစ်အပြင်းထန်ဆုံးထုံးကားတဲ့နိုင်ငံတစ်ခုဖြစ်ရပ်တည်နေပါတယ်။ဒုတိယကမ္ဘာစစ်ပီးစားတည်ထောင်ခဲ့ကြတဲ့ကခေမီလာစုရဲ့အုပ်စိုးမှုအောက်မှာနှစ်ပေါင်းများစွာရှိနေကြတဲ့ဒီနိုင်ငံမှာအောက်ချခွင့်အာနာကိုမိသားစုလိုက်မျိုးဆက်အဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းခဲ့ကြပါတယ်။ကိုအားကိုကိုမှုနဲ့ခေါင်းဆောင်အဖော်တက်ဆာဆောင်တင်မှုကိုအလေးပေးတဲ့ဂျိုဂျီဝါရအထွေးခေါ်ကိုအခြေခံပြီးကင်ယီဆုံးကနေကင်ဂျုံအီး ပြီးတော့ကင်ကျော်အန်ထိထိုင်ကုန်ကုန်မိသားစုတစ်ဆက်ပြီးတစ်ဆက်အမေရဖန်ဆုပ်ထင်းချုံနိုင်ခဲ့ပါတယ်။ဘာကြောင့်လဲ။ဟဲအနာသီးမတော့ဆေးရှိရတာပေါ့ဗျာ။အားလုံးတည်ကြတဲ့အတိုင်းဗလင်လူပွဲတို့ရဲ့ရိုးရမပြတ်ထုံးစံရဒီစနစ်ကိုဝေဖန်သူတွေကိုလုံးဝသိမခံပဲထိုးထိုးထောင်ထောင်နဲ့အားချောင်းနဲ့ကောင်းမှန်သမျှကျွင်းချက်မရှိအကုန်သက်စီပြီးသူတွေအစာရေစာကောင်းပါနေသလားကြက်တဲခက်ခဲနေသလားခုံမြဲဖို့အတွက်စတဲသိရင်စတဲရမယ်စားရတဲ့သဘောထားတွေနဲ့တူနိုင်ငံတော်အဲလီခင်မိသားစုကိုစန့်ကျင်သူတွေကိုကြီးမားတဲ့ပြည်တံချမှတ်တာရီနိုင်ငံကထွက်ပြေးသူတွေကိုအမေးအမြစ်ရှိတက်ပြတ်တာ ပြည်သူတရားလုံးမျက်စိပိတ်နားပိတ်ဖြစ်ရလျောင်း branch ဝေးတာစားတဲ့စိတ်ပန်းဆိုင်ရာညှိမ့်မှုတွေကနေစားလို့ရုပ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေအထိအထိုင်ကုန်မြဲဖို့အရေးဒိုအရေးကြွေးကြော်တဲ့အတူတတကြွကြွလှူရှားကြပါတော့ရီဂျော်ရီဖို့မြောက်ကိုရီးယားကနေထွက်ပြေးတင်းချောင်းလာသူတွေရဲ့ထုတ်ဖို့ပြောကြားချက်တွေရလောက်ကွေရေချိုးပေါင်းမှုတွေကိုသိရှိရပေမဲ့ဒီတိုင်းထိုင်နာထောင်ယုံကလွဲဘာမှမထက်နိုင်ခဲ့ကြပါဘူးဇယ်သူနေပေါင်းများစွာမြစ်တွေ့ခဲ့တဲ့ဒီအာနာရှင်စနစ်ဟာမြောက်ကိုရီးယားမှာတော့ယနေ့ထိအတိုင်းလွှမ်းမိုးနေစေပါပြီအနောက်နိုင်ငံတွေကမြောက်ကိုရီးယားကိုအမေရိကန်ဒီမိုကရေစီအဖြစ်ကနေ ထောင်ကိုရီးယားလိုဒီမိုကရေစီနိုင်ငံဖြစ်ကူးပြောင်းမယ်လို့မျှော်လင့်ခဲ့ပေမဲ့ဒီလိုအပြောင်းအလဲတစ်ခုမှမဖြစ်လာခဲ့ပါဘူး။ဒီလိုဖြစ်လာဖို့အသာထားပါအောင်သူထက်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကိုပဲကျွန်တော်တို့ဆွေးနွေးကြပါအောင်မယ်။ဖဲ၊မြောက်ကိုရီးယားမှာခင်မီသားစုကိုဆန့်ကျင်ပြီးအောင်မြင်တဲ့အာဏာသိမ်းမှုတခါမှမရှိခဲ့တာပါပဲ။ဒေတာလေးတွေးကြည့်ရင်ဘာလို့များလဲ၊ဘာကြောင့်လဲစတဲ့ခေါင်းစားစရာ၊စဉ်းစားစရာတွေဖြစ်စီပါရီ။ဒါပြင်မြောက်ကိုရီးယားပြည်သူတွေဖို့အထက်ကပြည်သူများနှုတ်ခံနေရတဲ့ပြင်လောက်ကမျိုးမျိုးကြုံနေရပေမဲ့ဘာလို့အာဏာရှင်ကိုမတော်လန်နိုင်ရသလဲ။ အာနာသိမ့်မှုစူးစမ်းတာမျိုးတောင်ကြားဘူးချင်းမရှိတာကပို့ပြီးတော့ထူးဆန်းပါလိမ့်။ကဲကျွန်တော်နဲ့အတူရိုးရမပြက်လေတံကောင်းမှဒီအကြောင်းတွေအခြေတင်ဆက်ဆွေးနွေးကြတာပေါ့။ဒီမေကွေးအဖြစ်ကိုရှာဖွေဖို့ဆိုရင်မြောက်ကိုရီးယားရဲ့ကြီးမားကျယ်ပြန့်အသေးစိတ်တဲ့နိုင်ငံရေးဗျူဟာမရတနိုင်တဲ့မျိုးသုံးတပ်ပြန့်မှုတွေလူရန်စားအလုံးကိုထိန်းချုပ်ဖို့ပြင်ဆင်ထားတဲ့စစ်လက်တွေကိုအရင်ကြည့်ရပါမယ်။ဒါကြောင့်အာနာရှင်နိုင်ငံတွေမှာအာနာသိမ့်မှုဆိုရင်စစ်တပ်ထက်ကမကျေနပ်သူတွေရဲ့သူတို့ကိုထောက်ခံတဲ့စစ်သားတွေရဲ့နိုင်ငံရေးသမားတွေရဲ့စုပြီးမျိုးတော်ကိုဝင်တိုက်အစိုးရအဆောင်တွေကိုတိတ်ခေါင်းဆောင်တွေကိုဖယ်ရှားလိရှေ့တက်ပါတယ်။ ဒါကဖြေရိုးဖြစ်စဉ်ပုံစံပေါ့မြေဝင်လက်တလုံးအဖြစ်လေးတွေကိုကြည့်လိုက်ကြရအောင်ဥပမာ2020မှာမာလီ2020မှာဘာကရီနာဖာဆိုလိုမှာဖြစ်ခဲ့တယ်လို့ပေါ့ဒါဆိုစဉ်းစားကြည့်ဗျာနှစ်ကာလပေါင်းများစွာစိုးကျင်တိုင်းစိုးမင်းမှုကျင်တိုင်းမင်းမှုနေတဲ့ခင်မိသားစုကိုကောဘယ်သူမှမျက်မှောက်မကျိုးပဲနေမလားတတိုင်းပြည်လုံးကဖူးဖူးမုံမတက်ဖျားလို့တင်ကိုးကွယ်ထားမယ်ထင်သလားဗျဝေးပါသေးတယ်ဒါဆိုရင်ဘာကြောင့်ပုံမှန်မှုတွေထားမဖြစ်ရတာလဲမေးစရာကတော့ပေါ်လာပါပြီတခြားနိုင်ငံတွေလုံးတလုံးမျိုးလုံးလိုက်ပါလားလူငင်ရင်ဖြစ်ပါရဲကွာစားတဲ့အထွေးတွေပေါကောင်းပေါ်လာမှာပေါ်လေ ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ဒီဖြစ်စဉ်ကအလုံးမဖြစ်ပါဘူးအဓိကအကြောင်းရင်းကတော့ကင်မီသားစုရဲ့အာနာဒဏ္ဍာရီဖြစ်ကင်ဂျွန်ဝဲအာနာကိုချင်းချောက်လာနိုင်မဲ့လူတိုင်းကိုစနစ်တကျဖယ်ရှားလိုက်တာကြောင့်ပါပဲကင်မီသားစုဟာသူတို့ရဲ့အုပ်စိုးမှုကိုစိန်ခေါ်မဲ့သူတွေကိုတစ်ဖက်ကဘာမှမလုပ်နိုင်သေးခင်လက်ဦးမှုယိုချိုတင်တည်ပြီးထောင်ချကွန်မြတ်ယာရုကနေဖယ်ရှားလိရှိပါတယ်ဥပမာ2023ခုနှစ်ဖေဖော်ဝါရီလကမြောက်ကိုရီးယားရဲ့စီးရေးပြပွဲမှာနိုင်ငံတကာကသတိထားမိတာကဘာဒီနိုင်ငံရေးဘျူရိုကအရာရှိတချို့ဖြောင်းနေတဲ့အဖြစ်ပါအဲဒီတော့ကတော့ကမ္ဘာစာနေစဉ်သမားတွေဖို့ဒိုလောဒိုလောပေါ့ ဘာရီဆက်ပြစ်မလဲဇဲဝင်တစားစောင်းကြည့်နေရတဲ့လိုက်ခဲတဲ့လက်အခြေအနေဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။နောက်ပိုင်းမှာသိရတာကအကင်ညဝန်ဟာဒီပြပွဲမစခင်ရတရပတ်အနေငယ်အတွင်းမှာပဲဗာဒီအသွေးရမှုတွေရဲ့တဝန်နီးပါးနဲ့နိုင်ငံကြီးပြည်ရောကိုအစားထိုးလိုက်တယ်ဆိုတာပါ။ဒါကမြောက်ကိုရီးယားမှာတော့ထူးခြားဆန်းပြားတဲ့ဖိအားတစ်ခုတော့မဟုတ်ပါဘူး။ကင်ညဝန်ရဲ့အဖေကင်ဂျုံအီအဖို့တော်ဆက်သူကင်အီစုံလို့လက်ထက်ကလေးကသူတို့အာနာကိုခိုင်မြဲအောင်ဒီလိုရှင်းလင်းတုံ့တင်လိုက်တာမျိုးတွေကိုလုပ်ခဲ့ကြတာပါ။ကဲအသေးသေးကြည့်လိုက်ကြတာပေါ့။ ခင်ညုံဤကဒုသားခင်ညုံအံကိုအာနာလွဲဖို့ပြင်ဆင်နေကြရင်2010မှာနိုင်ငံရေးပြည်ပြည့်80ရာခိုင်နှုန်းနီးပါးကိုဖယ်ရှားခဲ့ပါတယ်။ဒီဖယ်ရှားလိုက်တဲ့လူတိုင်းဟာဒီနေ့ဒုသားခင်ညုံအံရဲ့နေရာကိုချင်းချောက်လာနိုင်တဲ့အင်အားစုဖြစ်နေနိုင်တဲ့ဆိုတဲ့အမြင်တရားထဲနဲ့လက်ပေါင်းများစွာအမှုထမ်းခဲ့တဲ့ဘယူရိုပါတီဝင်တွေကိုမငဲမကွက်ဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးကြည်ရရင်ခင်ညုံအံအာနာရလာပြီးနောက်နောက်ဆက်နှစ်မှာဘယူရိုရဲ့40ရာခိုင်နှုန်းကိုထပ်မံဖယ်ရှားခဲ့ပြီးနောက်ဆက်သုံးမှာလည်းနောက်တစ်ကြိမ်ဒုတိယမိထပ်မံရှင်းလင်းခဲ့ပါသေးတယ်။ ဒီလိုရှင်းလင်းတောက်တင်နေတဲ့အချိန်မှာသွေးသားတော့ဘာတော့မခွဲကြပါဘူး။အဲကြောသားရင်သားမခွဲကြဘူးဆိုတာသူတို့မှအစ်စ်ပြ။ဒီမဲ့ရှားမှုဖြစ်စင်မှာသူ့မိသားစုဝင်တွေတောင်မှလွတ်မသွားပါဘူး။အထင်ကြီးပြည်ရတခုကတော့နောင်စနစ်မှာစစ်ဘုတ်ချုပ်ကြီးကင်ချော်ကိုကင်ချော်ဤကွယ်လုံးချင်းအရသာပြီးပျော်ပါနေရဆိုတဲ့အကြောင်းပြချက်နဲ့ကွန်မြတ်ခဲ့ကြပါရီ။ကင်ချော်ဝိုင်းရဲ့အကူရောကင်ချော်နမ်ကိုလည်းနောင်၁၉ခုနှစ်မှာရကိုရီယာအစိုးရကိုဝေဖန်ပြောဆိုရဆိုတဲ့အကြောင်းပြချက်နဲ့ပြပမှနေတော့လှုပ်ကြံတက်ဖြတ်ခဲ့ပါရီ။တူလေးဂျန်ဆောင်တစ်ကိုလည်းနောင်၁၃မှာ အာနာသိမ့်မှုစူးစမ်းရဲဆိုပြီးကွန်မြတ်ခဲ့ပြန်ပါတယ်။ gain လူရန်သားမခွဲကြဘဲတန်းလူကြီးများဖြစ်စေရမယ်ဆိုတဲ့အုတ်ချုပ်မှုကြီးပေါ့ဗျာ။ဒီလိုရှင်းလင်းဖယ်ရှားလိုက်မှုတွေကပလင်ကိုထိခိုက်လာနိုင်တဲ့အန်ဒရယ်မှန်သမျှကိုဖယ်ရှားပေးလိုက်တဲ့အပြင်နောက်နောက်ဒီလမ်းစဉ်ကိုလိုက်ဖို့စိတ်ကူးရနေကြတဲ့ကျန်သူတွေအထက်အထူးရောက်ဆုံးသတိပေးချက်လေးဖြစ်ပါတယ်။ပြောရရင်တော့မင်းကကိုစမ်းကြည့်ရင်ဒီမှာဘယ်လိုအတိအောင်လောက်လိုက်တာပါ။ခါကြမ်းကြမ်းပြောရရင်တော့ brain wish ဖြစ်တာပေါ့ဗျာ။ဒီအကြောင်းပဲချက်တွေကြောင့်လဲကင်မီသားစုလက်ထက်ကအာနာကိုပြန်သက်ဒိမ့်မှုစူးစမ်းသူတွေမရှိသလောက်ကိုနေပါသွားတာပါ။ ဒါပေမဲ့အာနာသိမ့်မှုကြိုးစားမှုတွေလုံးဝမရှိဘူးလို့တော့မဆိုနိုင်ပါဘူး။မြောက်ကိုရီးယားသမိုင်းမှာလည်းအာနာသိမ့်မှုဒီဒီအန်ဒရယ်ရှိတဲ့ဂျိုးပန်းမှုတွေရှိခဲ့ပူပါတယ်။ပထမဆုံးကြီးမားတဲ့ချိန်ချောင်းမှုက KE ဆန်လက်ထက်က1950နှစ်လုံးလေးမှာဖြစ်ခဲ့ပါတယ်။အဲဒီတော့ကဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်ကဩဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေက KE ဆန်ကိုဆန့်ကျင်ခဲ့ကြပါတယ်။1956မှာဆိုဗီယက်ခေါင်းဆောင်နီကီတာခရူရှက်က KE ဆန်ကိုသူ့ရဲ့ပေါ်ကိုရေးကူးကွယ်မှုဝါဒကိုရပ်ဖို့တတိပေးခဲ့ပါတယ်။တိုးပင်ကြောင့်မြောက်ကိုရီးယားတို့ထုံစံအတိုင်း I don't fucking care ပါပဲ။ ပုံနေမြကြားနေမယ်ဆိုပါတော့တပတ်မှလည်းဒါကိုအကြောင်းပြုပြီးဆိုဖီးယားနဲ့တရုတ်တွေကကေအီဆန်းကိုအာနာဖီဆန်းမှုစီစဉ်ခဲ့ကြပါပြီ။ဒါပေမဲ့သူတို့ရဲ့အစီအစဉ်ကဘာမှမစားရသေးခင်ပြတ်သွားရရှာပါပြီ။အကြောင်းကဆိုဖီးယားနဲ့တရုတ်နိုင်ငံရဲ့အဖွဲ့အစည်းတွေအကူအညီပေးနေတဲ့နောက်ကိုရီးယားကကေအီဆန်းကိုဆန့်ကျင်မဲ့အဖွဲ့တွေဟာနိုင်ငံသားအကူအညီကိုယူနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်တွင်းကလူတွေဖို့ကေအီဆန်းဘက်ကိုပို့ပြီးအလေးသာထောက်ခံခဲ့ကြလို့ပါပဲ။အလားတူနောက်ထပ်ကြိုးပမ်းမှုတွေက1992လွန်နေမှာဖြစ်ခဲ့ပါပြီ။ကေအီဆန်းတည်ဆုံးပြီးစီးပွားရေးပြိုလဲမှုတွေဖြစ်လာတဲ့အခါ ကြားကြောင်းကြောင်းတွေရဲ့နိုင်ငံရေးအင်အားစုတွေကလည်းသူတို့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့စ조사ခဲ့ကြပါပြီ1993မှာအစိုးရရာရှိချိုက IAEA လို့ခေါ်တဲ့ International Atomic Energy Agency နဲ့ပူးပေါင်းပြီးနော်ကိုရီးယားရဲ့အားနည်းချက်တွေကိုထုတ်ဖော်ဖို့စီစဉ်ခဲ့ကြပါသေးတယ်ဒါပေမဲ့လုံခြုံရေးတရားမှုတွေရက်စက်တဲ့စစ်ဆေးစုံစမ်းမှုတွေကြောင့်သူတို့အစီအစဉ်မပြီးခင်မှာပဲဖမ်းဆီးခံလိုက်ရပါတယ်ဟဲမင်းတို့ထက်လည်းလို့ဘယင်တက်လို့နေတာဆိုတဲ့ခင်ဂျုံဝန်ကြီးပေါ့ဗျာ 1995မှာလေစတမတရင်ဌာနချုပ်ကစစ်ဘော်တွေဟာအစိုးရအနေနဲ့ပြည်နယ်တွေကိုလိုအပ်တဲ့အစားအစာမထောက်ပံ့နိုင်တာကိုဒေါသထွက်ပြီးဒုံပြစကန်တွေဆက်သွယ်ရေးစင်တာတွေအစိုးရအဆောက်အုံတွေကိုတိမ်းမွကြမ်းစီခဲ့ကြပါတယ်။သူတို့ရဲ့ပန်းနိုင်ငံမျိုးတော်ပြောင်းရန်ကိုဝင်ရောက်ပြီးနိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးအာဏာသိမ်းဖို့ပါပဲ။ဒါပေမဲ့သူတို့ဘာမှမပါရသေးခင်မှာဒီနိုင်ငံထောက်လိုင်းကြီးကဒီစီစဉ်ကိုသိရှိသွားပြီးစစ်ဘော်၄၀၀လေးပါးကိုချက်ချင်းဖမ်းဆီးကုန်မြတ်ခဲ့ပါတယ်။ရော်ရော်ရော်မလုံးနဲ့တချံမာရနဲ့ဇက်ပြုံးမဲ့နိုင်ငံရေးစက်ကုံဆိုတာမြောက်ကိုရီးယားကိုပြောတာပါ။ ဒီဖြစ်ရပ်တွေကမြောက်ကိုရီးယားမှာအာဏာသိမ်းဖို့ကြိုးစားတိုင်းအစိုးရကကြိုတည်ပြီးခြေမုံးလေးရှိတာကိုပြသနေပါတယ်။ဒါနည်းဆိုရရင်တော့မြောက်ကိုရီးယားအစိုးရဘက်ကအမြဲတစေလက်အုပ်မှုရနေတာကိုလည်းပြသရာရောက်ပါတယ်။ဘာကြောင့်လဲအမေရှိရင်တော့အဖေရှိရပါမယ်။ဟုတ်ကဲ့အဖေကတော့ဒါကအာဏာကိုအလုံးမင်းထုတ်ကန်ထားတဲ့စနစ်ကြောင့်ပါ။ဒါပြင်အာဏာသိမ်းဖို့အတွက်လိုအပ်တဲ့အင်အားကိုထောက်ပံ့ပေးနိုင်သူတွေကိုယ်တိုင်ကလက်ရှိကိညာဝန်ထူထောင်ထားတဲ့စနစ်ကိုထိန်းသိမ်းခြင်းကြတာကြောင့်လည်းဖြစ်ပါတယ်။သူတို့အာတာမန်ပြည်သူတွေထက်စိန်ခံပစ္စည်းတွေအကွင့်တူးတွေရထားပြီး တိုင်းမီလုံးမှာအခွင့်အထူးကလိုရန်စားတရက်ဖြစ်အခိုင်အမာရက်တွေကွင်းရနေတာကခင်မိသားစုအဆက်ဆက်ပါပဲစင်ပြီးတော့ကိုမိမိကြံစုပ်ခွင့်ရနေမှာတော့စင်ပြီးတော့ကိုဘယ်နှင်ထုတ်ပါမလဲဗျမဟုတ်ဘူးလားတို့ရဲ့ကြွယ်ဝချမ်းသာကောင်းဆောင်မှုတွေကခင်မိသားစုရဲ့အာဏာချုပ်ကန်ထားနိုင်မှုနဲ့အတူဓာတ်ရိုက်အချိုးကျနေတာကြောင့်ဒီစနစ်ပြိုကျရင်တို့လည်းပါသောမှာကိုကောင်းကောင်းနားလည်ထားကြပါရင်ဒါကြောင့်လည်းဒီစနစ်ကြီးမပြိုလဲမရင်းရင်စီဖို့လလန်းမိသမျှအကုန်လုံးကြီးခင်မိသားစုရဲ့တစ္ဆာခံတွေဖြစ်လာခဲ့ကြပါရောလေအောက်ခြေအစင်မှာလေစစ်သားတွေကိုတို့ရဲ့မွေးရမြင်တဲ့ဝေးဝေးမှာပဲတာဝန်ချထားလို့ရှိပါရဲ့ ဒီတော့အစိုးရကလုပ်ချင်တိုင်းလုပ်နေဆဲချင်တိုင်းနေဆဲသမျှတို့မမြင်ရမကြားရမလုပ်ရတော့ဘူးပေါ့ဗျာလူဆိုရာမျိုးကလည်းကိုယ်အတိုက်ကိုလာမထီမချင်းဘာတိဘာသာနေတတ်တဲ့လူသားတွေကိုဗျမိသားစုကိုယ့်ရဲ့ရွာနဲ့အဝေးမှာတာဝန်ပေးထားလိုက်တော့ဒီကိစ္စတွေအတွက်လည်းခေါင်းမိထောက်ဆရာမလို့တော့တို့ဒါမှမဟုတ်လေစစ်သားတွေဖို့ပြည်သူတွေနဲ့ရင်းနှီးမှုမရှိတော့တာကြောင့်အင်အားစုပုံကံမှုစိတ်ကူးတော်မဝင်စေတော့ပါဘူးဒါတွေအလုံးမြင်နောက်တဲ့မိကုန်တစ်ခုကိုမေးစရာရှိပါတယ်ဒီလိုလူမဆန်တဲ့စနစ်နဲ့အုပ်ချုပ်နေတာကိုနိုင်ငံတကာကရောလက်ပိုက်ကြည့်နေတာလားအမေရိကန်လိုနိုင်ငံသားတွေကဘာလို့ဝင်မဆွတ်ဖက်တယ်လဲစားရမိကုန်တွေပေါ့ အဖေကတော့ရှင်းပါတယ်မြောက်ကိုရီးယားကအလွန်အန္တရာယ်များလွန်းလို့ပါတို့တို့မှာနျူကလ িয়ার လက်နက်တွေစစ်အင်အားတွေအခိုင်အမာရှိနေပြီးခင်မီသားစုကိုတင်းစားတော့ခံထားတဲ့စစ်တပ်ရှိနေတာကြောင့်လေနိုင်ငံခြားကအတင်းဝင်ဆွဲရင်စစ်ပွဲကြီးဖြစ်သွားနိုင်ပါတယ်အထူးသဖြင့်ဒါကိုရီးယားအတွက်အကြောင်းဆရာကောင်းတဲ့အဖြစ်ဆိုးတွေဖြစ်လာနိုင်ပါတယ်ဘယ်သူမှတော့ကိုယ်နိုင်ငံအကျိုးမရှိဘဲအလကားမတင်ကူညီမလဲဗျဒါကလည်းတစ်ချက်ရှိသေးတာကိုကိုကျိုးစုံမီကူညီလိုက်မယ်ပဲသားဒါဆိုထိုးဆန်တဲ့ကင်ဖို့လက်နက်အားကိုနဲ့မာယူရဲ့ဆန်တဲ့လုံရံမျိုးမလောက်ပါဘူးလို့ဘယ်သူကမှအာမမခံနိုင်ပါဘူး တကယ်တကယ်ဖြစ်ပြီးဆိုရင်အပြက်ပြက်နဲ့နှကောင်းသွေးထွက်ရမယ်ဂိမ်းဆိုင်မှာကိုပြဒီတော့တိပိမဲ့လေဘာမှလှုပ်တဲ့ဆရာမရှိဘဲထိုင်ကြည့်နေရတဲ့အဖြစ်နဲ့ညားနေတာပါ။မရေကန်နဲ့ခံလို့ခံနေရမယ်မသိဆက်ခံမြဲဆက်ခံနေရတာကတော့မြောက်ကိုရီးယားပြည်သူတွေပေါ့ဗျာ။အပေါ်မှာကျွန်တော်တင်ပြခဲ့သမျှအချက်အလက်တွေကိုပြန်ချုံငုံကြည့်။မြောက်ကိုရီးယားမှာစနစ်ပြောင်းလဲမှုဖြစ်ဖို့အတွက်တို့ထောက်ခံထားတဲ့အင်အားစုအတွင်းပိုင်းကယိုယွင်းလာမှသာဖြစ်နိုင်မယ်လို့ယူဆရပါတယ်။ဒါပေမဲ့ခင်မိသားစုရဲ့နေပေါင်းများစွာဒွေးစုံခံတိဆောက်ခဲ့တဲ့စနစ်ကကြမ်းကြမ်းခံနိုင်နေသေးတာကြောင့်ဒါတော့မသေးကြပါဘူး။ ဒီကောင်ချုပ်ကတော့လက်ရှိချိန်မှာကေနိုင်ဒန်စတရီရဲ့အုပ်စိုးမှုဟာတကောထွားတဲ့ထွားဂါထရက်ဂါကြီးသူတို့ချုပ်ကင်ထားတဲ့အာနာဟာလည်းမတော်လုံးနိုင်တဲ့ကြောက်ဆောင်ကြီးလိုခိုင်ခိုင်မြဲမြဲရက်တည်နေသေးပါပဲအဆုံးလေးလိုက်ပါနားဆင်ပေးကြတဲ့ Brexit ကြီးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်အစီအစဉ်တွေမှာပြန်တွေ့ကြတာပေါ့ဗျာ